မင်္ဂလိမျိုးအောင်မြေတာဆန်မြို့နယ်တဲကရက်ွက်တချို့မှာငလင်နန်သိပြည်သူတွေကိုကူညီထောက်ပံ့မှုတွေဆက်ရခြင်းယာယီကယ်ဆယ်ရေးစခန်းမှာပြန်လာနေဖို့ရက်ွက်အုပ်ချုပ်ရေးမှုက ပြောဆိုနေတယ်လို့မျိုးကန်တွေထားမှသိရပါတယ်။ပြန်လာနေရမယ့်အချိန်ကလည်းတနေ့တာလုံးမဟုတ်ဘဲည9:00နာရီမှလာပြီးညအိပ်ရမယ်လို့ဆိုပါတယ်။အခုလိုမျိုးလုပ်တာဟာလုံခြုံရေးအစင်မပြေဘူးလို့ဒေသခံအမျိုးသမီးတူကပြောပါတယ်။အရင်ကယ်ဆယ်ရေးစခန်းမှာပဲတစ်ခါပြန်နေရမှာသူကပြန်နေလို့ရှိရင် နာအဲနေ့လည်းနေကိုမနေရတယ်နေ့လည်းနေကိုမရှင်းအောင်မှာည9:00နာရီလာဟိုရှိကိုရှိရမှာလို့အဲ့လိုရှိရသူကိုပဲသူကထောက်ပံ့ကြည့်သူနောက်ပိုင်းရမယ်အခွင့်အရေးတွေအကုန်လုံးပေးမှာတဲ့ဆိုခါတော့အဲ့မအိပ်ဘူးဆိုတာကြလဲအခက်ခဲရအကုန်ညှိရလीနော်အခုဒီလိုမျိုး မနေ့လေးလိုညနေဆိုပို့ဆိုပါတယ်ဟိုလူတိုင်းလည်းသိတယ်ညဘက်ကြီးထွက်ဖို့ဒုမမလွယ်ဘူးကျမတို့ဆိုလည်းဒါလူမများတဲ့အိမ်ဖြစ်ဖြစ်လူများတဲ့အိမ်ဖြစ်ဖြစ်ယောက်ျားလေးကိုညဘက်ထွက်ဖို့ဆိုတာလည်းမလွယ်ဘူးဒီလမ်းမှာလုံးကြုံရေးရအဆိုင်ကြရိုက်မယ်လူမယ်ဘာညာအဲ့လိုဆိုလည်းဘယ်သူမှတာဝန်ယူမှာတော့ဟိုဟိုရောက်သွားမယ်ဟိုမှာကျတော့လည်းအဲ့လိုမိုးတွေတအားရွာမယ်အောက်ကအဲမေးထိုင်အစ်စ်မပြေဘူးမိုးတအားရွာတယ်အမှရေးချိခိုင်းမယ်ပြီးတော့ကိုဗစ်ဆိုလို့ရှိရင်အခုဆိုတာ၉လောင်ပြန်တွေ့ပြန်တွေ့တဲ့အချိန်မှာဒီလိုလူစုအိတ်ခိုင်းတယ် ဘသူကတာဝန်ယူမှာတော့နော်အဲ့လိုမျိုးတွေခက်ခဲတွေအများကြီးရှိရလေငလင်ကြောင်နေစရာခက်ခဲဖြစ်ခဲ့ကြတဲ့သူတွေအများစုဟာဆက်ဆက်ဖြစ်ချင်းမှာယာယီကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်ကြရတာပါတလားကြမှာတော့ပြန်လဲအခြေချနိုင်ဖို့တခြားနေရာကိုပြောင်းရွှေ့နေထိုင်ကြရသူတွေရှိလာတဲ့အတွက်မိုးရိပ်ကာလမှာအခုလိုမျိုးပြန်လာနေထိုင်ခိုင်းတာဟာအဆင်မပြေဘူးလို့လည်းဒေသခံတွေကဆိုကြပါတယ်ခုကိစ္စနဲ့ပတ်သက်လို့နောက်ထပ်မျိုးကန်တူကလည်းအခုလိုပြောပါတယ်။သူကလုံးဝလက်မခံနေမှနေမှပဲဆိုကဲတဲ့ဆိုရှင်လို့အလူရှင်ကညောင်းလာလို့မလားလို့လေလို့အဲ့ဆိုရှင်လို့ပြောတာ။ အလူရှင်ဆိုတာမျိုးကနေ့လေပဲလားအခုကညောင်းလားအိမ်မရမယ်ညမလဲပြီးတော့အလူရှင်နဲ့ပြေးအောင်ဆိုလို့ရှိရင်လည်းအလူရှင်ဆိုတာညမလာဘူးလို့ပြောတယ်ပြေးစင်းအောင်တော့လို့နောက်မှာဖြစ်ပြထားတယ်မှာလဲပေါ့နော်ပစ္စည်းချုံချုံလားလက်ရှိလည်းရှိသေးတယ်မညဘူးပေါ့နော်ဒီတိုက်ကြီးမဖြစ်နေရောပေါ့နော်ဟိုကျမတို့ဆိုလည်းအောက်ထဲမှာပေါ့လက်တယ်လားလက်တယ်လားတဲ့ငားတဲ့မတင်ဘူးဆိုရင်လည်းသူကဒီလိုတိုက်ကိုနေပဲလေးလားရိုက်တပ်ဖို့လေးပို့စားပါတယ်အကြောင်းနဲ့ပင်ထုတ်ခဲ့နောက်အင်တော်လို့ ိတ်သူလာအိမ်မက်တည်းရဲ့မပုံတယ်မိတ်သူနဲ့အဲ့ဒါလည်းလက်ကျန်တာပေါ့ရှင်ရှိတဲ့လူတွေသူပေးมาတဲ့ အဲ့လေတဲ့လက်အိမ်မှာတဲ့တယောက်တော့လက်အိမ်မှာပေးပါဆိုရတယ်လို့အိတ်လည်းမအိတ်တော့ပေးလည်းမပေးနဲ့တေးကဟိုမပေးတဲ့တယောက်ကမပေးနဲ့လို့ပြောပေးတာဧပြီလကလေးကအကူကြီးထောက်ပံ့မှုတွေအတွက်ငလင်ကြောင့်နေအိမ်ထိခိုက်ပျက်စီးပြိုကျပြီးအခက်ခဲဖြစ်ခဲ့ရသူတွေရဲ့အစိုးရကိုရက်ွက်ရုံကကောက်ယူပြီးဖြစ်ပါတယ်အဲ့ဒီအချိန်ကလေးကဆလို့လက်ရှိချိန်ထိစီးရင်တွေပြန်လဲကောက်ယူရဲဆိုပေမဲ့လေအမှန်တကယ်ထိခိုက်ခံစားရသူတချို့ဟာရက်ွက်လူကြီးရဲ့စီးစနစ်မကျတာကြောင့်ကူကြီးထောက်ပံ့မှုတွေမရကြဘူးလို့လည်းသိရပါတယ်